မင်္ဂလာပါရှင်မက်ရှလာ9ရက်တောက်ကြနေရေးတိမပွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့အမေရိကကယူကရိန်းကိုထောက်လှမ်းရေးသတင်းမျှဝေမှုရပ်ဆိုင်းနေတဲ့သတင်းဖြစ်ပါတယ်အမေရိကန်ပြည်အောင်စုဟာယူကရိန်းနဲ့ထောက်လှမ်းရေးအချက်အလက်မျှဝေမှုကိုရပ်ဆိုင်းလိုက်တယ်လို့ CIA ညွှန်ကြားရေးမှူးဂျန်ရက်ကလစ်ကမက်ရှလာ9ရက်နေ့ကပြောကြားခဲ့ပြီးရုရှားနဲ့ညင်ကြားရေးဆွေးနွေးမှုများတွင်သမ္မတဒေါ်နယ်ထရန့်နဲ့ပူးပေါင်းဆောင်ရွက်ရန်ယူကရိန်းသမ္မတဇလန်စကီအပေါ်ဖိအားထပ်ပေးလိုက်ကြောင်းသိရပါတယ် ယူကရိန်းကိုပေးနေတဲ့အမေရိကရဲ့စစ်ရေးအကူအညီများကိုအခုသတင်းပတ်အတွင်းမှာပင်ရပ်တန့်ခဲ့ပြီးတဲ့နောက်ယခုလိုရက်ဆိုင်မှုထပ်ထွက်လာခြင်းဖြစ်ပြီးရုရှားဒုံးကျည်များတိုက်ခိုက်မှုကိုယူကရိန်းရဲ့ခုခံကာကွယ်နိုင်စွမ်းထိရောက်စေမှာဖြစ်ကာလူအသက်များဆုံးရှုံးရမှုမြင့်မားသွားနိုင်တယ်လို့ဆိုပါတယ်။အမေရိကရဲ့ဖိအားပေးမှုဟာအောင်မြင်မှုရပြီးစီနီဘဲစကားဝိုင်းသို့လာရောက်ရန်ဆန္ဒရှိကြောင်းယူကရိန်းသမ္မတကပြောဆိုထားတဲ့စာတစောင်ကိုဇလန်စကီးကပြပို့ခဲ့တယ်လို့မစ္စတာထရန်ကမစ္စတာလေးရဲ့တွင်ပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့တောင်ကိုရီးယားတိုက်လေရင်စစ်ရေးလေခြင်းမှုအတွင် နေရာမှာပြီးဘုံကျဲချမီလို့မြန်မာတအုပ်အပါအဝင်အယက်သား6ဦးထင်ရရရှိတဲ့တဲ့ရင်ဖြစ်ပါတယ်။ တောင်ကိုရီးယားလီဒါရဲ့ KF-16 တိုက်လေယာဉ်တစ်စင်းဟာအမေရိကန်တပ်တွေနဲ့ပြုလုပ်တဲ့စစ်ရေးလေ့ကျင့်မှုအတွင်မှာ MK-82 ဘုံးရှလုံးကို နေရာမှာပြီးကျေချမိခဲ့တာကြောင့်မြန်မာနိုင်ငံသားတအူးနဲ့ထိုင်းနိုင်ငံသားတအူးအပါအဝင် အရသား6ဦးနဲ့စစ်သား2ဦးတို့ထရရရှိခဲ့တယ်လို့နိုင်ငံတကာသတင်းဖော်ပြမှုတွေအရသိရပါတယ်။ အဆိုပါဒဏ်ရာရသူတွေထဲမှာ၄ဦးဟာစိုးရင်ရတဲ့အခြေအနေရှိရလို့သိရပြီးအဲ့ဒီစိုးရင်ရတဲ့၄ဦးထဲမှာမြန်မာနိုင်ငံသားတအုပ်လေးပါဝင်တယ်လို့ဆိုပါတယ်။၎င်းဖြစ်စဉ်ဟာမြောက်ကိုရီးယားနယ်စပ်ရဲ့တောင်ဘက်25ကီလိုမီတာ16မိုင်ကွာဝေးတဲ့တောင်ကိုရီးယားနိုင်ငံပိုချီယိုမြို့မှာမတ်လ6ရက်ဒေတာစံရစိမနက်7:00နာရီဝင်ချင်းအချိန်မှာဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပြီးယခုလိုအရသားတွေကိုထိခိုက်စေခဲ့တဲ့မရှိရပဲမှာယုံပြီးပုံကျဲချမှုအတွက်အယံဝန်နေမိကြောင်းနဲ့ထိခိုက်တဲ့ င်ရရသွားသူတွေအလင်းအမြန်ပြန်လည်သက်သာပါစေလို့ဆုတောင်းပေးပါကြောင်းတောင်ကိုရီးယားလီဒါကအစိုးရခန်းစာထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ရုရှားနဲ့လက်တွဲ၍စစ်ဖက်နည်းပညာပူးပေါင်းဆောင်ရွက်မှုများမြင့်တင်ဆောင်ရွက်သွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့လက်တွဲကစစ်ဖက်နည်းပညာပူးပေါင်းဆောင်ရွက်မှုများကိုမြင့်တင်ဆောင်ရွက်သွားရင်တည်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်နှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီး His Excellency Mr. Andrei Rimovitov တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုကိုမတ်လ9ရက်နေ့နေ့ပိုင်းကရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝင်ကြီးဌာနအစည်းအဝေးခန်းမှာမှပြုလုပ်ခဲ့ခြင်းဖြစ်ပြီးနှစ်နိုင်ငံအကြားကာကွယ်ရေးကဏ္ဍတွင်နေပေပေါင်းစုံပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြရလို့သိရပါတယ်။ အလားတူနှစ်နိုင်ငံနှင့်တက်မတော်နေရကြအရက်ဖက်စစ်ဖက်ဆက်ဆံရေးများတိုးတက်ကောင်းမွန်လျက်ရှိမှုနှင့်ပုံမှုမြင့်တင်ဆောင်ရွက်သွားမည်အခြေအနေများအပြင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရများတွင်လည်းပူးပေါင်းဆောင်ရွက်သွားမည်အခြေအနေများကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ရှင်။